ကဲညီတို့ရေမင်္ဂလာပါလို့မင်္ဂလာပါလို့ကဲနေရတော့နည်းနည်းမိုးတော့ချုပ်နေပြီလို့နော်ခုလိုကျွန်တော်တော့ဒါနေပြီးတော့မှာရှိတယ်ဒါအကူကြီးအိမ်ကိုရောက်နေတာပါနော်ကျွန်တော်အကူအိမ်ကိုရောက်တော့ပေါ့ကိုမတို့အိမ်မှာရောက်နေတာပါဒီမနေ့အစိုးကြီးကျွန်တော်ဒါခီးလုံပြီးတော့ဒီကိုရောက်နေရောက်နေခြင်းဖြစ်ပါတယ်ကျွန်တော် ီမှာတော်မောင်နေကြတယ်ညီကူတို့နော်ကဲပါပြောတရင်စကားလေးနည်းနည်းပါတော့ပါပြစီပြန်နော်ကိုတစ္ဆာကြီးရေမင်္ဂလာပါခင်ဗျာเนาะ င်္ဂလာပါလို့ကိုသစ်ဆိုင်နော်ဒါကျွန်တော်ခုကအကူကြီးအိမ်အပေါ်ဆုံးထပ်မှာကျန်နေစင်းရောပဲအပေါ်ဆုံးဆလပ်ပေါ်မှာပဲနော်ပေါ်မှာမင်းရောမကောင်းဘူးဗျအောက်ရောက်မှာပဲ easy ပြောကြတာပေါ့နော်ဒါနည်းနည်းလေးပြောစရာလေးတွေရှိတယ်တည်င်းလေးလေးတွေပေါ့ဗျာနော်တိုင်းလောက်ကရတည်င်း ကဲနေရာလေးအရင်ပြလိုက်မယ်နော်ညနေစီးစာနေပြည်တော်ရဲ့ညနေစီးစာဒါကျွန်တော်တဲနေရအောင်နော် ကဲဒီမှာနည်းနည်းပြောချင်တာကညီကိုဘာမှတော့ထွေထူးတော့မဟုတ်ဘူးနော်ဒါတတင်းထူးရဲ့လည်းမဟုတ်ဘူးဒါမဲ့လည်းတတင်းထူးပေါ့အခုနကျွန်တော်မှပိုစတာမှာရေးထားတယ်ပေါ့ကျွန်တော်ဒါကက်ပရှင်မှာရေးထားတယ်လို့မျိုးဘယ်လိုရေးထားလဲဆိုတော့ဒါတစ်ဖက်မှာကောင်းရင်တစ်ဖက်မှာဆိုးမယ်တစ်ဖက်မှာဘာဖြစ်လဲဆိုတော့ရော့ရဲသွားပြီဆိုရင်တစ်ဖက်မှာဘာဖြစ်လဲပို့ပြီးတော့အားကောင်းသွားမယ်ဆိုတဲ့အနေအထားမျိုးကိုဒါပြောပြလိုတာအဲ့တော့ပြောချင်တာကဘာဖြစ်ပြောမနေ့ကဒါဆရာလေးရဲ့ ွဲမှာဘောနော်ဆရာလေးရဲ့လိုင်းတန်ရာ ပွဲမှာခက်ကစားတဲ့အော်နဲ့ပွဲပြီးတော့ဒါရွှေပေါက်ကန်ရွှေပေါက်ကန်လာလားရွှေပေါက်ကန်ဘေးလေးရဲ့ပွဲအပွဲစဉ်တွေကိုဒါကျွန်တော်အနေနဲ့လိုက်လွင်တင်ဆက်ပေးခဲ့တာဘောနော်ညီကိုတို့အတွက်လိုက်လွင်တင်ဆက်ပေးခဲ့တယ်အဲ့လိုမျိုးလိုက်လွင်တင်ဆက်ပေးခဲ့တဲ့နေရာမှာဒါဆရာလေးနဲ့တွေ့တာဘောနော်ဆရာလေးတွေ့တော့အတူတူကွာကွာမှာစကားစုံကြီးလေးပြောကြည့်တာပေါ့ပြောကြည့်တဲ့အနေအထားမျိုးပေါ်မှာ တည်င်းတစ်ခုတော့ဒါ information တစ်ခုရလာခဲ့တာပေါ့ဗျာနော်အဲ့ဒီရလာတဲ့ information ကဘာလဲဆိုတော့ပြောပေးမိမယ်ဗျာနော်ဗာခန်းဒီလူတွေတိတ်မရှိဘူးဗျာဒီခန်းလေးမိမဖွင့်ထားအောင်ပူလေဗျာဒီမှာလေးတော့ပူတာဒီမှာအပြင်မှာညစ်အေးတယ် ကဲဟိုဒီကားနဲ့အရောက်လာတာပဲနော်ဒါနဲ့ခုံကြလိုက်ရကိုယ်တက်တည်လို့ရတယ်ဟိုမှာကျွန်တော်ညကိုရနေကြီးဟိုနီလပတ်ကဲဒါတော့ second floor ကဲဆူလို့ကျနာညကိုရနော်ကဲပြောပြီအကြီးကြီးကပြောတော့မယ်ဝိလေကြောင်ပဲလုံနေတော့ဘူးဒါဘာဖြစ်လဲဆိုတော့မနေ့ကဆရာလေးနဲ့တွေ့တယ် တွေ့တဲ့အနေထားမျိုးပေါ်မှာဒါတေပွဲအနေနဲ့ဆရာလေးရဲ့တေပွဲကကျွန်တော်အားလုံးသိရတဲ့အတိုင်းပဲပေါ့ဒါသူကရှုံးသွားတယ်ငေါအောနဲ့ရှပောက်ငယ်ပဲလေးကိုငေါအောနဲ့ပွဲမှာကျတော့ဒါတော်တော်လေးကိုကောင်းခဲ့တာပါနော်ဆရာလေးလည်းကောင်းတယ်အမက်ကလေးသူ့အနေနဲ့ဒါ6မက်လောက်ထိကိုအရင်ဆုံးဥဆောင်တယ်ဒါမဲ့လည်းနောက်ပိုင်းမှာငေါအောကလည်းစပစ်ကောင်းကောင်းလေးနဲ့ပြန်ကစားတဲ့အနေထားမျိုးမှာကျတော့ဒါရှုံးသွားတာပေါ့နော်ရှုံးသွားတယ်ဆရာလေးနဲ့ရှုံးသွားတယ် အဲ့တော့မနေ့ကတောင်ဦးဆရာလေးပြန်ရေးတဲ့အနေထားပေါ်မှာဟိုတုံးနဲ့ကြည့်ရမယ်ဆိုရင်နော်ဒါ post တစ်ခုတက်လာတဲ့အနေထားပေါ်မှာကြည့်ရမယ်ဆိုရင်တော့ဒါဆရာလေးအနေနဲ့ပြန်တင်းမယ်ပေါ့ဒီကြားထဲမှာပြန်တင်းမှုရှိတယ်ကြေးကောင်းကောင်းနဲ့ပြန်တင်းမှုရှိတယ်အဲ့တော့အဲ့ဒီကြေးကောင်းနဲ့ပြန်တင်းတဲ့အချိန်မှာရောဆရာလေးအနေနဲ့လွယ်မလားဒါညီကူတို့တုံးနဲ့ကြည့်ပေါ့မနေ့ကပွဲစဉ်အရာဆိုတော့ဒါတော်တော်လေးဟိုဒါဘာဖြစ်လဲ ရှပောက်ကံဘေးလေးကလည်းတော်တော်စားပြစ်ကောင်းနေပြန်တော့ဆရာလေးမရွေ့နိုင်တဲ့ဖက်ကိုပဲသူတို့ကအဓိကဥတီပြီးတော့တိုင်းတာမနေ့ကပွဲရတော့ဒါစားပြစ်ပွဲဖြစ်သွားတာတကယ်အမှန်ငယ်စားပြစ်ပွဲနဲ့ပြီးသွားတယ်အဲ့တော့ဘာပြောညီကိုတို့ကျွန်တော်ပြောချင်တာကနောက်တစ်ခေါက်ပြန်တည်တဲ့အနေထားမျိုးပေါ်မှာရောဆရာလေးအနေနဲ့လွယ်ပါမလားဒီအနေထားမျိုးလေးကိုဒါညီကိုတို့နဲ့သုံးသက်ကြည့်ပေါ့ဒါမဲ့လေဘာပြောဆရာလေးကလည်းတိတဲ့အတိုင်းပဲအနိုင်မခံအရှုံးမပေးတဲ့စိတ်တဲ့မျိုးနဲ့သူကတော့ပြန်ပြန်ဆော်တာမျိုးဆိုတော့နော် အဲကြောင့်မလို့ဘာဖြစ်ဖြစ်ပြောဒီတစ်ခေါက်ဆရာလေးရဲ့ပွဲမှာကြတော့ဒါဘယ်သူနိုင်သွားမလဲဆိုတာတော့ဒါကျွန်တော်တော့မပြောတတ်တော့ဘူးဟောဆရာလေးကလည်းတော်တော်လေးကိုကောင်းကောင်းကောင်းပြင်ဆင်မှုကောင်းကောင်း preparation ကောင်းတဲ့သူပြန်လာလိမ့်မယ်လို့ဒါကျွန်တော်နေတော့မျောလင့်မိတယ်ဗျာနော်မျောလင့်မိတယ်အဲ့တော့ဒါဒီတစ်ခေါက်ပြိုင်ပွဲမှာတော့ဟောကလည်းတော်တော်ကောင်းကောင်းပါတယ်ဒါလေးစားပဲဗျဒီလူငယ်လေးတွေဒီတစ်ခေါက်ဆရာလေးကိုကျုံသွားတာဆရာလေးဒါအဆွေတူလေးနဲ့ အတက်တူလေးနဲ့ဒါအပတ်ခံလိုက်ရတယ်ဒီတကားနော်အဲ့တော့ညီကိုတို့နောက်တစ်ခုရှိတာကမနေ့ကဟိုမှာထိုင်နေချိန်မှာပေါ့ကျွန်တော်တို့ဒါဆရာလေးအနေနဲ့သူ့ရဲ့ပြိုင်ပွဲတဲပွဲရှုံးသွားတဲ့အချိန်မှာကျွန်တော်တို့အပြေမှာထွက်ပြီးတော့စကားစီမီလေးပြောကြတဲ့အနေထားမျိုးမှာဆရာလေးကကျွန်တော်ကိုကတ်တူလေးလာပြောတာပေါ့ကိုချင်းလေးတဲ့ချင်းလုံးပုံနဲ့ပွဲတော့ဖြစ်တယ်တော့တဲ့ဒီလောက်ဝေးပြပြဖြစ်တယ်တော့ဆိုတော့ဘယ်တော့ဖြစ်မလဲတော့ကျွန်တော်တို့ complaint မတက်ရုပ်လေးပဲเนาะ ဒါကစားရမတယောက်ကိုကျွန်တော်အနေနဲ့ဘာဖြစ်လဲဟိုဟာမပြောရေးဘူးလေမမေးရေးဘူးလေဆရာလေးကိုဘာဖြစ်လို့မမေးလဲဆိုတာအရင်ကိုစွတ်ဖတ်လို့လည်းမရဘူးကျွန်တော်တို့ဆရာလေးတို့ကျွန်တော်တို့ဆိုတာကဘာဖြစ်ကျွန်တော်ကစားရမမဟုတ်ဘူးလေသူ့အနေနဲ့အဲ့လောက် information ပေးတာပဲဒါကျွန်တော်ကျေးဇူးတင်လာပြီဘာဖြစ်သူ့သူ့ရဲ့လောက်ပိုင်ခွင့်သူ့ရဲ့ဘောင်ကိုကျွန်တော်လည်းကြော်လို့မရဘူးဆရာလေးကနေပဲကိုချင်းချင်းလုံးပုံနဲ့ပွဲဖြစ်ပြီဆိုရင်ဟုတ်ကဲ့ဆရာလေးရေဘယ်တော့ဖြစ်မှာလဲမမေးရတော့လေမေးလို့အဆင်မပြေဘူးတချို့အရာတွေကဒါ ပထာဆိုရှိတယ်ဗျာနော်အကန့်အကန့်အကန့်ဆိုရှိတယ်အဲ့တော့မမေးဘဲနဲ့ကျွန်တော်တို့ဟုတ်ကဲ့ဆရာလေးမမြဖြစ်ပါစီဗျာလို့ပဲကျွန်တော်တို့အဲ့လိုပဲပြောလိုက်တယ်အဲ့တော့ဘာပဲပြောပြောညီကိုတို့စောင့်ဆိုင်နေတဲ့ဒါချင်းလုံးပုံနဲ့ပွဲရတော့ဖြစ်ဖို့ကတော့တရားမှာတရား900ရာခိုင်နှုတ်တော့200ရာခိုင်နှုတ်ဖြစ်နေပြန်တော့ဆရာလေးရဲ့နှုတ်ကနေပြီးအန်ထွက်လာတာကျွန်တော်မမေးဘူးနော်အဲ့ဒါကျွန်တော်မေးတာမဟုတ်ဘူးဆရာလေးချင်းလုံးပုံနဲ့ပွဲဘယ်လိုလဲဆိုတော့ကျွန်တော်မမေးဘဲနဲ့ဆရာလေးကိုယ်တိုင်ကကျွန်တော်ကိုချင်း တင်မဲ့တဲ့ဒါကျွန်တော်မနေ့ကတော့ဖြစ်ဖို့များပြီဆိုပြီးတော့ဒါပြောနေတယ်ဆိုတော့မိကိုတို့ line မှာသူတို့တို့ဖြစ်နေတဲ့ဒါမိကိုတို့ခုဒါပြပြပေးရအောင်ကြည်ရတော့မှာပေါ့ကျွန်တော်တော့ဒီနေ့မကုန်ခင်ကြည်ရမယ်လို့ကျွန်တော်တို့ဒါ Amazon ရဲ့ဆရာတပါးအနေနဲ့ပြောပြပေးထားတာရှိရအောင်နော်နည်းနည်းချူတင်ပြီးတော့ခံမှန်းပေးတာရှိရလေအဲ့ဒီအတိုင်းပဲဆရာလေးကမနေ့ကတွေ့ရနေကိုကျွန်တော်တခါလေးတန်းပြီးတော့အချင်းဒီကြားထဲမှာဒီကြားထဲမှာတော့ကိုချင်းချင်းလုံးမနေ့ကဖြစ်ပြီးတော့ဆိုပြီးတော့ဖြစ်ပြီးတဲ့ကစားတော့မယ်ဆိုပြီးတော့ဒါပြောတယ်ဆိုတော့ဒါ မမဝေးတော့ဘောနော်အဲ့ဒါလေးကိုလေကျွန်တော်အနေနဲ့ဒါပြောချင်ပါတယ်နော်ဒါအဲ့ဒါလေးကိုလေကျွန်တော်အနေနဲ့ကြိုတင်ပြီးတော့ပြောပြတင်ကောင်းပါချင်ပါတယ်နောက်တစ်ခုကဒါတင်ဆိုးအနေနဲ့ဘောဒါတင်ကောင်းအနေနဲ့ပြောပြတာတစ်ဖက်မှာယော့ရင်တစ်ဖက်မှာအားကောင်းမယ်အခုကအားကောင်းတဲ့ဖက်ကိုကျွန်တော်အနေနဲ့ပြောပြတာအဲ့တော့အားယော့တဲ့ဖက်ကိုတစ်ခုထပ်ပြောပြချင်သေးတယ်အဲ့တော့အားယော့တဲ့ဖက်မှာဆိုတဲ့အနေအထားမျိုးပါလို့ဆိုတော့ဒါ time key စင်ကတော့ပြတ်သွားတဲ့ပုံစံမျိုးဖြစ်နေပြီအဲ့တော့ ဆက်တလာပိုင်းမှာအစတော့တော့ဒါချင်းလုံးဖို့နဲ့ပွဲမတိုင်ခင်ထိုင်းကိုသွားမယ်လို့ဒါဆရာလေးကကျွန်တော်ပြောထားတာဟုတ်နော်ကျွန်တော်ကဖိလင်ဟာ VNN သွားမယ် VNN ကိုကိုရည်နဲ့သွားပြီးတော့15ရင်းနဲ့ပြင်ရောက်မယ်ပေါ့အဲ့နောက်ပိုင်းမှာကျွန်တော်ဆရာလေးကိုနဲ့ပြင်ပြီးတော့လိုက်ပြီးတော့ထိုင်းကိုတက်လာခဲ့မယ်လို့ကျွန်တော်အနေနဲ့ကတွေးထားတာဒါမှတော့ဆရာလေးနေနဲ့အဲ့လိုပြောထားတာဒါပေမဲ့အခုကထိုင်းကိုတက်ပြီးတော့ဆရာလေးကကျွန်တော်မနေ့ကပြင်ပြောတာကဘယ်လိုပြင်ပြောဆိုတော့အခု loss ရဲ့ဘယင်မ ဆုံးသွားတယ်လို့ပြောတယ်တော့ကျွန်တော်အားလုံးတရင်ကြားတာဘယ်တော့ဘယင်မလားဘယင်မအုပ်ပိုင်နော်အဲ့တော့ဝမ်းနဲ့ကြည်ခွင်းနေတဲ့အချိန်မှာဆရာလေးအနေနဲ့ဒါပွဲတဲ့ပွဲဆက်တွေပါညာလုံနေတာသိပြီးတော့မကောင်းဘူးဆိုတဲ့အနေထားမျိုးကိုဆရာလေးကတော့ဒါခံမမိတာပေါ့အဲ့ကြောင့်မလို့ထိုင်းသက်မဲ့ကိစ္စတော့ဒါပြက်ပယ်သွားမဲ့အနေထားမျိုးဖြစ်သွားပြီးကုတော်စရာနော်ဒါပေမဲ့ကုတော်စရာအနေထားကိုပြပြတာပါဒါမဲ့လည်းအခြေအနေဆိုတော့ကျွန်တော်တည့်တဲ့အတိုင်းပဲမနှက်ဖြန့် ချင်းသိပြီးသွားမယ်ဆိုရင်တော့မှမနေ့ပြန်မရောက်မချင်းဒီညပြတ်နိုင်သေးတယ်မနေ့ပြန်မသွားတော့ဘူးဆိုရင်တော့မှမနေ့ပြန်ရောက်စိတ်ပြောင်းမှုတော့ရောက်သွားတာမျိုးတွေရှိတာပဲလေနော်အဲ့တော့ဘာပဲပြောပြောကျွန်တော်ပြောချင်တာကကျွန်တော်ပြောနေတာပါပြောချင်တာလေဆိုတော့တလို့စေအနေထားအရတော့ဒါထိုင်းတက်မဲ့ကိစ္စကိုတော့ဆိုင်းညက်ထားသေးတယ်ဘာလို့ဆိုတော့ထိုင်းကိုတွားပြီးတော့အမှချင်းမွေးရင်လည်းချိန်လုံးခတ်ပြီးတော့ဒါသူများအမြင်ကတ်တာမျိုးတွေဆရာလေးအနေနဲ့မဖြစ်စေချင်မှုထင်ပါတယ်အဲကြောင့်မလို့ထိုင်းကိစ္စအခုလို့စေပြင်မဆုံးနေတဲ့အနေထားမျိုးပေါ်မှာသူတို့ရဲ့ဝန်ကြီးကြီးကွေးမှုအပေါ်မှာ ကျွန်တော်မြန်မာတွေအနေနဲ့ဒါဘာဖြစ်လဲဆိုတော့ပျော်ပျော်ရွှင်ရွှင်နဲ့ချင်းတွေခက်လိမ့်ပင်ခက်နေတဲ့ပုံစံမျိုးတော့ဒါဆရာလေးနဲ့မဖြစ်စေချင်ဘူးထင်ပါတယ်။အဲကြောင့်မလို့လေဆရာလေးကမနေ့ကကျွန်တော်ပြောတာကိုချင်းရဲ့ထိုင်းတော့မတက်ဖြစ်သေးဘူးတော့လေလောစင်လောစင်အနေထားရဖို့တော့အဲအနေထားတော့ရှိတယ်။ဒါမဲ့လေဒါကျင်းတွေလို့ပြောလို့တော့မရသေးဘူးပေါ့နော်။ကျင်းတွေလို့ပြောလို့တော့မရသေးဘူး။အဲ့တော့ဘာပဲပြောကျွန်တော်ပြောချင်တာကထိုင်းတမကိစ္စကအာရော့သွားတဲ့အတွက်ကြောင့်မလို့ဒါပြည်တွင်းမှာပြည်တွင်းမှာ အားပိုကောင်းသောမယ့်အနေအထားမျိုးရှိတယ်အဲ့တော့ဘာပြောနောက်တစ်ခေါက်မှာဒါငေါ်အော်ပြီးရွှေပေါက်ကံပဲလေးနဲ့ပြန်တဲဖို့ရှိပြန်တယ်လေနော်အဲ့ဒါပြီးရင်ချင်းလုံးပုံနဲ့ပွဲလေးရှိအောင်မယ်ဆိုတော့ဒါအဖမအားရတော့လို့တစ်ခါမှအားကောင်းတော့လေဆိုတဲ့ပုံစံမျိုးပါနော်။အော်ဘယင်ကြီးရမယ်တော့လေဟုတ်ကဲ့ပါခင်ဗျ။ကျွန်တော်မားတာတောင်းမယ်ပါလေနော်။ဘယင်ကြီးရမယ်တော့ဆုံးပါတော့တွားရတဲ့အကြောင်းမလို့ဒါဝန်နဲ့ကြည့်ခွဲမှုပြတဲ့အနေနဲ့ဆရာလေးကလေတွားမခက်တာချင်ပါလေ။အဲ့ဒီထားမျိုးလို့ရှိတာပေါ့နော်။အဲ့တော့ညီကိုတို့ကျွန်တော်ပြောချင်တာကဘာပဲပြောပြော ဆရာလေးရဲ့ပွဲကတော့မကြင်သူ့မြင်ရတော့မယ်လို့တော့ဒါဆုံးဖြတ်လို့ရပြီနော်ပွဲဆွေးနေမှာဝမ်ဝမ်ပွဲလေးပြန်လို့တင်းမယ်ဝမ်ပွဲဆွေးနေမှာငောနဲ့ဒီဘက်ကဘဒူးရွှေပေါင်းငံပဲလေးနဲ့ပွဲလေးပြန်တင်းမယ်ပြီးရင်ချင်းလုံးပွဲရဲ့ပွဲလေးဖြစ်မယ်ဆိုတော့ရှယ်ပေါ့ဗျာမင်္ဂလာပေါ့နော်ကျွန်တော်တို့ချင်းပရိတ်သတ်တွေတော်တော်ဒါတော်တော်လေးကိုမင်္ဂလာရှိတဲ့တင်းစကားလို့ပဲကျွန်တော်နေပြောခြင်းနေဗျာနော်အဲ့ဒါလေးကိုဒါတနေ့ကောင်ပါပေးခြင်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီနေ့ ဟွာဟိုဘာဖြစ်လဲចောင်းတိုက်ဟိုចောင်းတိုက်ဟိုဒါ तू ကကျွန်တော်ဈေးခေါင်းနဲ့ကြာပြီလေအနိုင်အနိုင်အနိုင်မှာအဲ့တော့ကျွန်တော်အနိုင်ရသဆုံးတော်လို့ပြောထားတော့အာစာလေးသူ့ကိုပို့လိုက်တယ်ကျွန်တော်နေပြီးတော့ရောက်တော့မှာဒါမှလည်းညီလေးចောင်းကကျွန်တော်လာခဲ့ပါတော့လို့ပြောတော့ तू ကဘူဒူများလေးခမရဆိုပဲအမလေးဟာအဲ့တော့ကျွန်တော်ဆက်မရေးသေးဘူး तू က reply မလုပ်သေးဘူးဒါမဲ့လေကျွန်တော်ကလည်းမနေ့ပြန်ပြန်လာတော့မှာမနေ့ပြန်လာတော့မှာဆိုတော့ဒါနေပြီးတော့မှာခု loss ဒီနေ့မနေ့အစိုးရရောက်လာပြီးတော့ခု loss ဒီမှာ အေးစေးအကူယူစမလားတဲနေတာဗောနော်တဲနေနေဒီမှာကိစ္စတချို့ကိစ္စလေးတွေကိုဒါလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်ပြင်မလဲပြန်ပြန်လာမယ်ပြန်လာပြီးရတဲ့ရန်ကုန်ရောက်ပြီးရင်ဒါကျွန်တော်တို့ပြန်ပြီးတော့ဘာဖြစ်လဲဒီကြားထဲမှာအလုပ်တွေတော့နည်းနည်းရှိမယ်ပြီးချင်းပွဲလေးတွေရှိရင်ချင်းချစ်ချစ်တဲ့ချင်းပွဲလေးတွေကိုဒါကျွန်တော်အနေနဲ့လိုက်လင်းတိဆက်ပေးပါမယ်ညီကိုတို့နော်အားလေးလေးပြောချင်ပါတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကြတော့ဒါဆရာလေးလေးလေးပြန်ဆောင်မှုရှိပါတယ်အဲ့တော့ information အတိအကျတော့သူ့ဆရာလေးမပြောကြည့်ဘူးမမေးကျင်တာကျွန်တော်လေးမေးလိုက်ပြီးတော့ဒါဘောင်ကြိုးတို့မျိုးဖြစ်မှလေကျွန်တော်ကြောက်တယ်ဗျလူတယောက်လေပါပြောဆိုအခုတလောဆယ်အနေထားအကောင်းဆုံးပဲအရင်ကရင်းနှီးလုံးအားကြီးွားပြီဆိုရင်တယောက်နဲ့တယောက်ကြားထဲမှာလေးစားမှုမရှိတော့တဲ့ပုံစံမျိုးဖြစ်သွားမှလေကြောက်တယ်ကျွန်တော်မလေးစားမှပြောရမို့နော်ကျွန်တော်ကဆရာလေးနဲ့အရင်ခင်ပြီးတော့ဒါအဲ့လိုမျိုးတွေဖြစ်သွားမှလေကြောက်တယ်ဗျအဲကြောင့်မို့ကျွန်တော်ကတော့ပုံမှန်လေးနဲ့ပဲနေကြတာပေါ့ဆရာလေးနဲ့ကျွန်တော်နော်နားလည်မှုလေးနဲ့ပဲတည်နေထားမျိုးတော့ရှိပါတယ် ဘာပဲတခါလေးမှာအရင်ခင်ခင်မင်းလုံးအားကြီးသွားပြီဆိုဘာဖြစ်လဲအမားတွေများလာတက်တယ်အဲကြောင့်မလို့လေနော်အဲ့တော့ဘလို့စအနေထားရတော့ရက်အတိကြတော့ဒါကစားသမားတွေပဲတိပါလိမ့်မယ်နော်ကျွန်တော်တို့ကတော့ဘာဖြစ်လဲသိလွန်စောက်ကိုပေးတဲ့အစင်တော့ပဲရှိပါလိမ့်မယ်နော်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ကဘာကောင်းမလို့မဟုတ်တော့ဒါချင်းပွဲနဲ့ဆက်တာတို့တက်တာလေးကျွန်တော်ကမလုပ်တတ်ဘူးလေမလုပ်မလုပ်နိုင်ဘူးအဲ့ဒီအနေထားမျိုးပေါ်မှာကျွန်တော်အနေနဲ့ကြတော့ဘာပဲလုပ်နိုင်လဲဆိုတော့ ကြားသိရတဲ့တချို့သတင်းစကားရှိပြီဆိုရင်အဲ့ဒီသတင်းစကားလေးကိုညီကိုတို့ပါတဲ့အနေထားတော့ပဲရှိပါတယ်သိလို့စားပေးတဲ့အနေထားပေါ့ဆိုလိုချင်တာကဆိုင်တဆိုင်ပေါ့ဗျာနော်ဆိုင်တဆိုင်မှာအပေါ်ရံမှာခြေရတာအင်းကြီးကတထဲပဲရှိတာရှိပါတယ်အဲ့အမျိုးသားမင်းအဲ့အမျိုးသားစတိုခန်းထဲမှာတော့ဒါအဲ့အမျိုးသားနဲ့ထတ်တူကာလာမတူတဲ့ဥစ္စာမျိုးတွေအများကြီးအထဲမှာရှိရတယ်နော်အဲ့တော့ဘာပဲပြောကျွန်တော်တို့ပြောတာကကျွန်တော်သိလို့စားပဲပေးတာအတွင်းကြကြကျွန်တော်မသိဘူးဈေးဥတူတယောက်အနေနဲ့ ဈေးဆိုင်ရောင်းတဲ့လူမေးမှပဲအတိအကျသိတာလေအဲ့ဒီအနေအထားမျိုးတွေကြောင့်ဒါဆရာလေးတွေကျွန်တော်အတိအကျမမေးချင်ဘူးတော့သူအချိန်တိုင်းရင်ပြောပြောပြပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်ညီကိုအနေနဲ့ချင်းလုံးပုံလို့ပွဲချင်းလုံးပုံနဲ့ပွဲဆိုပြီးတော့အချိန်လုံးမဖြစ်လဲဒါအလောက်တကြီးလုပ်နေစရာတော့မလိုတော့ပါဘူးပွဲဖြစ်ပြီလို့ပြောပြီဆိုကြရနေမကြငယ်ဖြစ်ပါတော့မယ်ရအတိအကျသူတို့တတ်မှတ်ပြီးရင်သူတို့ရဲ့ဒါကာယကန့်ရှင် ကစားသမားတွေကာယကန့်ရှင်လူကြီးမင်းတွေရဲ့ နှုတ်ကနေပြီးတော့အန်ထွက်လာပါလိမ့်မယ်အဲ့ဒီအချိန်ကိုကျွန်တော်နေဒါစိတ်ရှိရှိနဲ့စောင့်ဆိုင်ဖို့ပဲကျွန်တော်နေလည်းဒါတိုက်သွန်းလို့ဆိုလို့ချင်းဖြစ်ပါရနော်ကဲဒါဆိုရင်ကွန်မန့်လေးတွေပြန်ဖြည့်ပေးမနော်မိဒလောက်ကွန်မန့်လေးတွေဖြည့်ပေးပါမယ်ဗျနော်ပြီးရင်နားမယ်သမင်းစားလိုက်မယ်ရေမွှေးချိုးလိုက်မယ်ဗျနော်ကိုသစ္စာရေမင်္ဂလာပါနော်မိုးလေးရေမင်္ဂလာပါညီညီကိုရနော် ပေးဆရာလေးလေးဗျာတဲ့ငဖြူကြီးចောင်းဆရာကိုပြောတာပါနော်ကုတ္တဆာကြီးဟောဗျာတဲ့ကျွန်တော်နဲ့တယ်လွင်းနေပါလားဗျာတဲ့အခုမှနေပြီတော့နေမုံရွာပြန်လာအခုမှအမလေးကုတ္တဆာကြီးနော်အဲ့လိုအဲ့လောက်တော့လွဲတာနော်မုံကြီးတွေ့လို့ရအောင်ပါဗျာအပြင်မှာတခါမှတွေ့ဘူးတော့ တက်နိုင်လင်းမင်္ဂလာပါကုချင်းရေမင်္ဂလာပါခင်ဗျာညီကိုရေနော်မင်္ဂလာပါဆရာလေးရွှေဆရာလေးရွှေပောက်ကံပေကိုခတ်တာကျေးစောင့်နေတယ်ထင်တယ်ဗျာတဲ့သူသူဦးတယောက်အမြင်ပါတဲ့အဲ့လိုလည်းမဟုတ်ပါဘူးဗျသူတို့ပြောထားတယ်အဲ့ဟောမဟုတ်ဘေးကြီးတွေတော့အဲ့လောက်ထိမထွက်တော့ဘူးထင်တယ်ဗျကျွန်တော်တို့မသိဘူးနော်ညီကိုနော်ကျွန်တော်မသိပါဘူးကျေးစောင့်နေလို့လည်းမဟုတ်ဘူးဗျနော်ပွဲပြီပေါ်ပြောပြီလေဟုတ်ပါတယ်ကိုတက်နိုင်လင်းရေနော် မကြံခင်ဖြစ်ပါမယ်နော်တဲလိုက်ရင် view တွေကတော့ share ပဲနော်တဲ့ဟုတ်တယ်လို့ကိုဟရင်နော်ကိုချင်းကျွန်တော်တို့ပွေးကြီးပွေးကောင်းတဲ့ရင်လုံးမကြည့်ရတာကြာပေါ့တဲ့ကိုတစ္ဆာရင်မကြံခင်တွေ့ရပါတယ်ဗျနော်မကြံခင်တွေ့ရပါတော့မယ်ပွေးကြီးပွေးကောင်းအဲ့ဒီပွေးကြီးပွေးကောင်းကိုမှပို့ပြီးတော့ဗာဖြစ်လဲအချိုးပေါ်မှာတကားလောင်းသူတွေဖြစ်ဖို့အတွက်ကြတော့မန္တလေးမှာဆရာလေးရဲ့နဲ့ချင်းလုံးပေါ်ပွဲဖြစ်ပြီဆိုရင်ရွှေချင်းလုံးမှာဖြစ်ဖို့အရေးကြီးတယ်အဲ့လိုဆိုရင်အချိုးပေါ်မှာတကားလောင်းမြင်တယ်မကောက်ဘူးဗာဖြစ်လဲကြားပါထက်ဖြူး တကြားအပေါ်မှာမလိုက်မထက်ဖြူမလိုက်အပေါ်မှာထောဘက်ပါထက်ပြီးတော့ထက်လို့မျိုးဖြစ်သွားမှာနော်ရွှေကြီးလုံးမှာဖြစ်သွားမယ်ဆိုရင်ပြီးတော့ကျွန်တော်တို့ကပြောလို့မျိုးမတော့အဲ့နေတဲ့ငကားကြီးကိုလုံလို့သူတို့ဖြစ်သွားပါလိမ့်မယ်ရွှေကြီးလုံးမှာသာပွဲဖြစ်သွားမယ်ဆိုရင်အခုလောလောဆယ်ရွှေကြီးလုံးရဲ့အခန်းကဏ္ဍလေးအကုန်လုံးရက်ပြတ်တန်ထားတာဘူးနော်အဲ့ဒီအနေထားမျိုးမှာရွှေကြီးလုံးမှာသာတစ်ခေါက်ပွဲဖြစ်ပြီဖြစ်မယ်ဆိုရင်ရွှေကြီးလုံးအခန်းကဏ္ဍလေးဒါတိုင်လောကထဲမှာပြန်ပြီးတော့မပါလာဘူးလို့ကျွန်တော်ပြောလို့မရဘူးလေဗျာနော်အဲ့တော့တစ်ချက်ကုတ်နှစ်ချက် ပြတ်တင်မကဘူးသုံးချက်လေးချက်ပြတ်သွားမယ်အနေထားမျိုးရှိတယ်ဗျာနော် အဲ့တော့ဘာပဲပြောချင်းလုံးပေါ်နေဆရာလေးပွဲရရွှေချင်းလုံးမှာဖြစ်ဖို့ပဲလိုပါတယ်မဆိုင်ငယ်စေကုံဖြစ်နေတာဘယ်လိုစောင့်မလဲကစားအကြသွားလို့ဟုတ်တယ်ဗျာနော်ဆရာလေးမြင်တဲ့အတိုင်းပါပဲနော်ကုတုခငေါ်ကအဖွင့်မခဲရေဘူးလားကိုအဲ့ဒါတော့မသိဘူးဗျာကစားမတွေပဲသိပါလိမ့်မယ်နော်အော်ကြည်ရေမင်္ဂလာပါခင်ဗျာအောင်မင်းကျေးဇာလောက်ကကမာယာရမ်းများလေးဗျာမှတ်ပါလေမာယာတော့များချက်ကတော့ဒါမိမမာယာတဲကိုပြတဲ့ယောက်ျားမာယာဘာဖြစ်လဲမကြည့်ပြင်လို့ပြောရလားလား တောက်ကြမှာမကြီးပင်လားအဲ့အနေဒါမျိုးရှိတာပေါ့ဒါပေမဲ့တိုင်လောကမှာရာမကြီးပင်သေးမကဘူးဒါတဲကိုးဖြာတဲ့တောင်မှပို့ပြီးတော့စိုးသေးတယ်အဲ့အေးလိုက်လောနဲ့အဲ့အဲ့အနေဒါမျိုးရှိရနော်မောအဖို့ခဲတော့လိုက်တရားမီးပြတ်သွားနိုင်တယ်တဲ့အဲ့တော့ရှိပြန်တယ်မင်းနော်ဒါပေမဲ့လည်းခက်တော့ခက်တော့ပါတယ်နောက်ပိုင်းကျတော့နော်အဘိဘီကိုချေးလေးတဲ့ကုစုစုဟုတ်ကဲ့ပါခင်ဗျာနော် အေးချမ်းမအောင်ဩမေတော်တဲ့အေးချမ်းမအောင်ဒါဥမောင်ပြောတာနော်ဥမောင်ဥမောင်ကြည့်ကျွန်တော်ရောက်ပါပြီအပေါ်ရောက်နေပြီဆိုကျွန်တော်လည်းအပေါ်တက်တော့မယ်ကိုမလေးတို့ဒါအကုန်လုံးစုံစည်းအောင်တော့ဖတ်ပြပါမယ်နော် ီတော့ပါလေရှိသေးတယ်ပရင်ကြီးနဲ့မေတော်ဩမေတော်ပြောအဲ့ဒါပြောလားဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဥမ္မာဝင်တော့ကျောင်းဆရာနဲ့ဘေလေးကြီးကြီးရှီလာကိုရေးတဲ့ကျွတ်ထအောင်ရင်ရှိပါရဲ့ကသူတို့ပြန်ပြောတယ်နော်အခုနောက်ပိုင်းခက်မဲ့ပွဲရတော့ဒါနည်းနည်းကြီးကြီးမလို့ပြောတယ်ဗျာနော်အဲ့ကျွန်တော်ရောက်တော့ဗါလေးရိုက်နေမသိတော့မှာ ခြေကြီးကြီးပြင်လာမယ်ဗျာနော်အဲ့လိုတော့ပြောထားတယ်ဗျာနော်ဒါဆရာလေးတောင်းမှုဆရာလေးရဲ့ post ကိုကျွန်တော်လည်းပြန်ပြောပြောပြပေးရပါနော်သူလည်းပြောပြထားရှိတာကိုခြေကြီးနဲ့ပြန်လာမယ်တဲ့ပြောလဲဆိုတော့အတိအကျမသိဘူးဗောနော် အရင်ကမန္တလေးနဲ့ရန်ကုန်တဲပွဲတွေကွာတီဆရာကြောင်းကကြီးကိုကြီးတော်စင်ပတန်ဥပြောင်းကလမန္တလေးသားတွေဟောပြဟုတ်တယ်နော်ကုသစာရဲ့အဲ့တော့အမှန်ပဲဗျာနော်အခုတော့ဆရာအများသောကစားမားတွေအကုန်လုံးကထိုင်းကိုရောက်ကုန်တော့အမှန်နင်းဟောရရှားပါသွားတဲ့ပုံစံမျိုးဖြစ်သွားတာဒါမဲ့လေသမုဆိုးကလပ်ပေါ်လာပြီးနောက်ပိုင်းမှာခြေပွဲတဲပွဲတွေကပြန်ဖြစ်လာတော့ဒါကျွန်တော်တို့မင်္ဂလာ တဘာပင်ဖြစ်လာတာဘယ်နော်အဲ့ဒီအနေထားလေးပဲရှိပါတယ်အဲ့ဒီအနေထားလေးကိုရှိတာဘယ်နော်လေထောင်တော့လည်းမရဘူး။ကိုမလေးတော့အကုန်လုံးဖတ်ပြပါမယ်နော်။မလေးသားလေးရေမင်္ဂလာပါခင်ဗျာ။အားပေးနေမှုဆိုကျေးဇူးအထူးပဲတင်ပါတယ်ဗျာနော်။မနေ့ကဆရာလေးဝမ်းပွဲချင်းလေးကိုချင်းလေးအမြင်ပြပြပါဦး။မနေ့က ဒါကျွန်တော်အမြင်ပြောရမယ်ဆိုရင်ဆရာလေးရဲ့မယွေ့နိုင်ဘူးလို့ပြောရမှာလားနည်းနည်းအယွေ့အားနေတဲ့ဖက်ကိုစားပိနဲ့စားသွားတာမနေ့ကတော့စားပိပွဲဖြစ်သွားတာစားပိပွဲပဲမလို့ခက်ခက်စားပိနဲ့ပဲဒါစားသွားတယ်ဆရာလေးလည်းပထမပိုင်းမှာအမက်အများကြီးကိုစားပိနဲ့ပဲယူသွားတယ်ဒါမဲ့လည်းနောက်ပိုင်းမှာငေါ်ကလည်းပိုက်ပေးနာဆရာလေးရဲ့ညာလိုင်းကိုပဲသူကအဓိကထားပြီးတော့စားသွားတယ်အဲ့အနေထားမျိုးလို့ရှိတာပေါ့နော် စားပြပွဲဖြစ်သွားပါတယ်ညီကလူနော်ကိုကြီးမြေနဲ့အပိပါတယ်ညီညီဟုတ်ကျေးဇူးအထူးပဲတင်ပါတယ်ဗျာနော်အပိနေမှုတို့လည်းယမီထုံရေမင်္ဂလာပါခင်ဗျာဆရာလေးချစ်လို့ပွဲဖြစ်ပြီလားကိုချင်းဖြစ်ပြီလို့ပြောတာပဲနော်ဒါပေမဲ့ပေချင်းဖြစ်မလဲအတိအကျမသိတာပါကိုအောင်ကိုဝင်းချစ်လို့ဆရာလေးပွဲကအဖိုးကတော့ဆရာလေးပါပဲတဲ့ဟုတ်တယ်ဗျာကြည့်ရမယ်နော်အဲပွဲကချစ်လို့ပွဲနဲ့ဆရာလေးပွဲဖြစ်ပြီဆိုရင်ဒါချေးအပြင်ငွေရေးချေးအပြင် အဓိကပါလေးဆိုတော့ဂုံတိတ်ခါဘိုင်းဆိုင်ရလေးပါလာပြီလေနော်အဲ့တော့ Apple ကတော့ပါဝါမကူရင်းမရှိဘူးအကျိန်းနေတယ်တော်တော်လေးကိုစော်မဲပွဲဖြစ်သွားပြီနော်အဲ့တော့အဓိကအဖြစ်အခုလောလောဆယ်မှာတို့ဒါကစားမားတွေဦးနှစ်ဖက်ကစားမားတွေအနေနဲ့ preparation ကောင်းကောင်းလေးရှိဖို့ပဲလိုတော့တယ်နော် preparation ကောင်းကောင်းမရှိဘူးဆိုရင်ဒါခံစားသွားမယ်ဗျာနော်အဲ့အနေထားမျိုးရှိတယ်เสียเจ้าเสียတော့ဟုတ်တယ်ဗျ 55နဲ့ပြန်ကစားဖြစ်မယ်လို့ပြောစင်ကြားရပြန်တော့ဒါပထမမနေ့ကပွဲမှာတော့တဲချေးဘလောက်လေးတော့ကျွန်တော်တို့မသိဘူးကြာဒါပေမဲ့အခုလောဆယ်အနည်းဆုံး55နဲ့ပြန်ကစားမယ်လို့ကျွန်တော်တို့ပြောစင်ကြားမိပါတယ်ဗျာနော်ခြေကောင်းရင်တော့ဆရာလေးခြေတော့ကတော့ပေါ်ပါလန်ဆန်းနေမလားဆိုတာကြည့်ရမယ်ဗျာနော်သမုတ်စုတော့ဝင်လိုက်တာတော့ဖြစ်နိုင်ဘူးလားတော့ တင်မျိုးအောင်ရေအဲ့ဒါတော့မသိပြန်တော့ကျွန်တော်လေးဒါမျိုးကတော့ပါတင်ကြလို့လေကိုချင်းလေးရေ KKA ကျွန်တော်ခုနပြောထားပါတယ်ညီကတော့အဲ့ဒါလေးပါဆရာလေးရဲ့ပွဲချင်းနေပါ ထိုင်းဘက်ကမသွားဖြစ်တော့ဘူးမသွားဖြစ်ရတဲ့အကြောင်းရင်းကမေတော်ကြီးဆုံးသွားလို့ထိုင်းပြင်မေတော်ကြီးဆုံးသွားတဲ့ဆိုတဲ့အနေအထားမျိုးကြောင့်ဒါမဲ့လေတစ်ဖက်မှာအားရောသွားလေတော့ကျွန်တော်သွားဖြစ်တော့အားနေရလို့ပြောတာပေါ့နော်အဲ့တော့တစ်ဖက်မှာအားကောင်းသွားမယ်ဆိုပြည်တွင်းမှာအားကောင်းသွားမယ်ဆရာလေးရဲ့ဝမ်းဝပွဲတွေပို့ပြီးတော့တဲ့ပွဲတွေပို့ပို့ပြီးတော့ မြင်ရမှာပေါ့အဲ့ဒီအနေထားလေးကိုတုံသက်ပေးရပါချင်းပွဲမှာပေါ်တော့သွားဆွေးရမှာအဲ့လိုဆိုကုန်ပြီအကုန်လုံးတော့သူဘယ်မှာလဲလဲမလဲငယ်နေဒီကြောင်တော့ဘောအတရာပြန်လဲကြ မန္တလေးလာအားပေးဖို့အတင်ပါပဲတဲ့ပဲပြေဝေလူရပါနော်တဲ့ဥပွဲပါကုရှင်ဥပွဲစားဟုတ်ကဲ့ပါခင်ဗျာဥပွဲစားရေဟုတ်တယ်ကျွန်တော်တို့လာမှာဥပွဲစားရေနော်ပွဲပြင်ကျွန်တော်တို့လာမှာဒါမဲ့လည်းကျွန်တော်တော့ကလောရောက်နေမယ်ထင်တယ်ဆရာလေးရဲ့ပွဲအခြေအနေပေါ်မူတည်သေးတယ်ကျွန်တော်ကဘာဖြစ်လဲဆိုတော့အခု ဒါ26 29 28 29 30 29လောက်ဖြစ်မလားမသိဘူးအဲ30အထိက ကလုံးအောင်ရှိနေမှာအဲ့တော့မန်းသီးကိုတန်းလာဖို့တော့မဖြစ်တော့တော့လိုင်းပေါ်လည်းပဲအားပေးရမလားတော့မသိဘူးဆရာလေးကတော့ကျွန်တော်ပြောတယ်ကိုချင်းလက်ကီးရှိတယ်ကျွန်တော်ပါတဲ့နှစ်ပွဲစလုံးဆရာလေးကနိုင်ရရှိတော့နော်အဲ့အနေထားမျိုးတွေကြောင့်ဒါမဲ့လေဒီတစ်ခါပဋိပွဲလေးသွားမယ်လို့ပြောတင်ကြားလိုက်ပြဆရာလေးတော့နော်အဲ့တော့ပဋိ ပြန်ပွဲมาလေဒါပွဲကောင်းအောင်ပါဗောဒါပေမဲ့လေကျွန်တော်တို့သွားလို့တော့မရတော့ဘူးเนาะအဲ့ပွဲတွေကဖြစ်တာလေကုချင်းတဲ့တပတ်ကုတပွဲပဲတည်ထားလေကုချင်းနေတဲ့ဟုတ်ကဲ့ပါကုဇော်ရင်เนาะဆရာလေးဒီနေ့39မှာစာပြေတွေ share ပဲတူတူထိုးသွားတာဟုတ်ကဲ့တခါတခါထွက်တယ်ဗျဆရာလေးကတခါတခါထွက်တယ်လို့ပဲပြောရမှာ ကဲအဲ့တော့ညိုလေးရေမချိုးလိုက်အောင်ပြီးရင်ဝါဒီဆွဲတော့မယ်ဝါဒီဆွဲပြီးရင်တော့ဒါနားတော့မယ်နော်ကိုထွန်းရေမင်္ဂလာပါခင်ဗျာကဲနောက်ဆုံးကြိမ်နိကောင်းအောင်ပူတယ်ညနေညနေစောင်းနေပြန်နော်မချုပ်ပါဘီအပြင်းလေးမသွားရတော့ပါဘူးဦးတဲ့ ဆရာလေးကိုတည်ခြင်းမြများနဲ့ပွဲတွေမဆုတ်ခြင်းချင်းမူကိုချင်းရေးတဲ့ဆရာလေးကအွေနေနေတယ်ရှုံးစေခြင်းတဲ့အတွက်မဆုတ်ရှုံးအရှုံးမရှုံးစေခြင်းတဲ့အတွက်မဆုတ်ခြင်းချင်းမူပြလို့ပြောရနေပါမဟုတ်ညီကိုရေတခုရှိတယ်ဗျဒီကိစ္စနဲ့နဲ့တယ်တိုင်းလောကကြီးကိစ္စနဲ့နဲ့တယ်အချို့ရတယ်နဲ့နဲ့တယ်နော်အဲ့တော့ပဲတိထားကောင်းပါလား ော်ဘယ်လိုနဲ့နေလို့ပြောလို့ဆိုတော့အာကျွန်တော်ခုနကပြောသူမျိုးမိမမယာတဲကူးပြပဲရှိတယ်ယောက်ျားမယာမကြီးပြင်းနဲ့ဟုတ်ပြီနော်ဒါမဲ့လေတိုင်းလောကမယာတမုတ်တရားတဲလုံးနဲ့အမြပဲအဲ့တော့ဘာပဲပြောဒါပဲအရာမကိုမြင်တဲ့တခါလေကိုမြင်တဲ့အမြင်ကအမားဖြစ်သွားနိုင်တယ်အဲ့ဒီအနေထားမျိုးရှိတယ်ညီကိုတော့အဲ့ဒါလေးကိုပြောပြပေးလို့တာချို့ရတဲ့ ရေကူးကန်လေးပြပါကိုချင်းရဲမလို့ရေကူးကန်ပဲမရေကူးကန်ရှိတုံးလို့ဥပ္ပဇောကျွန်တော်ချင်းနေနေပြီးတော့မှာဟုတ်လားကျွန်တော်နေပြီးတော့ရောက်နေတာပါနော်ဆရာလေးကကောင်းပါတယ်တဲ့ဥဟုတ်တယ်ဗျ तू ကမနိုင်မချင်းပြတ်ဆော်မှာ तू ကတော့ तू မကြိုက်ရင်အကုန်လုံးဆော်တာပဲအဲ့အနေထားမျိုးလို့ရှိပြန်နော်ကဲဒါဆိုညီကလေးကျွန်တော်ရဲ့ like ကဒီလောက်ပဲလေပြန်နော်ဒါဆိုဒီနေ့အဓိကအပြည့် like လွှင့်ရခြင်းအဓိကရွေချက်က ကလောဆယ်အနေနဲ့ဒါထိုင်းပြင်မေတော်ကြီးဆုံးသွားတဲ့အတွက်ကြောင့်ဆရာလေးအနေနဲ့ထိုင်းကိုမသွားဖြစ်တော့ဘူးလို့တော့ဟိုဒီနေ့ကကျွန်တော်ပြောတယ်ဗျာနော်အဲ့တော့ဒါမဲ့လေကျွန်တော်ခုနပြောလို့ပေါ့ဒါလူတွေရဲ့အသွေးခေါ်အထင်မြင်တွေကမဖြစ်လို့ဆိုတော့အခုပြောင်းပြီးပြန်ပြောင်းသွားနိုင်တဲ့အခြေအနေရှိတယ်အဲ့တော့အတိကျရေလို့မဖြစ်ဘူးလို့လည်းပြောလို့မရသေးပါဘူးနော်အခြေအနေရှိပါသေးတယ်ဒါမဲ့လောလောဆယ်တော့မဖြစ်ဘူးလို့ပဲသိထားရတာပေါ့အဲ့လိုပဲချင်းလုံးပုံနဲ့ပွဲရလေအခုလောလောဆယ်တော့မနေ့ကအနေထားတော့ ဆရာလေးကိုယ်နိုင်ပြောပြချက်အရဆိုတော့ဒါဖြစ်ပြီလို့တော့ပြောပြီအဲ့တော့ဘာပဲပြောပြောပေးနေဖြစ်မလဲဆိုတာလေးကိုပဲကျွန်တော်တို့ ਨੇ စောင့်မျှော်ကြည့်ရှုအားပေးရမှာပေါ့ဒါပေမဲ့ဖြစ်ပြီဆိုမဲ့လည်းမဖြစ်သေးတဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ပြတ်သွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်အဲ့တော့ဘာပဲပြောပြောဒီကုလူအနေနဲ့ကျွန်တော်တို့ဝါနာရှင်ရဲ့အနေနဲ့ကြတော့မျော်လင့်စောင့်စားယုံမှတပါးပဲရှိတယ်ကျွန်တော်ကျွန်တော်ဘာမှမရှိဘူးဒါဘယ်နေလာမလဲဆိုတာလေးကိုပဲရင်ခုန်စောင့်နေစောင့်ရအောင်မလာသေးဘူးလားဆိုပြီးတော့ဒါကစားသမားတွေလည်းတွားပြီးတော့အပြစ်တင်ဝေဖန်လို့လည်းမရဘူးကျွန်တော်ဘာလို့ဆိုတော့ဒါက ပွဲတပွဲတပွဲဖြစ်ဖို့ဆိုတာကတော်တော်လေးကိုခက်ခဲတဲ့အနေအထားမျိုးရှိတယ်ပြီးတော့ငွေကြေးရလည်းမနှဲဘူးဗျတဲ့ကြေးနဲ့မနှဲဘူးအဲ့လိုမနှဲတဲ့အပြင်ကုန်တိတ်ခါပိုင်းဆိုင်တော့အများကြီးပါလာတဲ့အတွက်ကြောင့်မလို့တချို့အရာတွေကစဉ်းစားစရာတွေအများများတဲ့အတွက်ကြောင့်မလို့လေကစားသမားတွေအပေါ်မှာလည်းဒါအရန်ကြီးကို pressure မပေးစေချင်ဘူး PR မရောက်စေချင်ဘူးဗျနော်ဒါကျွန်တော်တို့ကအားပေးသူပိတ်တဲ့တတ်တတ်ပဲဖြစ်ရမှာကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့